ကျမ်းမာကြံ့ခိုင်တဲ့စိတ်တဲ့ပိုင်းဆိုင်ရာတချို့ကိုအောင်မြင်တဲ့သူတွေမှာတွေ့ရလေရှိပါတယ်။ဘဝမှာအောင်မြင်သူများနည်းတူအောင်မြင်မှုဆိုရင်တော့လေ confidence ရှိဖို့ဆိုတဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့ဆိုတာလည်းအရေးကြီးပါတယ်။ဒါကြောင့်မလို့စိတ်ပိုင်းဆိုင်ရာယုံကြည်မှုမြင့်တင်ပေးမယ့်အကြံပြုချက်၁၀ချက်ကတော့အချက်တရားကိုစီမံခန့်ခွဲပါ။လူတိုင်းဟာရှက်တယ်ကြောက်တတ်ကြပါတယ်။အချက်မဲ့ခြင်းကမကောင်းသလိုတချို့နေရာမှာရှက်ကြောက်ခြင်းကတင့်ကိုပို့ပြီးတော့မျက်နာပြက်စေပါတယ်။စင်မော်တက်ပါ အောင်မြင်ကြကြတဲ့ဆိုတဲ့လူသားတွေဟာတတိရှိရှိဟန်ဆောင်ထားတဲ့အဆက်တရားနဲ့လူသားတွေပါပဲအုပ်စုတွေကနေတယောက်တည်းစင်ပေါ်မှာရက်နေနိုင်အောင်ခွဲထွက်ကြိုးစားရတာပေါ့နှိမ့်ချတိုင်းမကောင်းပါဘူးကိုယ့်ရဲ့အစဉ်အတန်းနဲ့အောင်မြင်မှုတွေကိုနှိမ့်ချတိုင်းလည်းမကောင်းပါဘူးနှိမ့်ချလုံးတော့လည်းတိမ်ငယ်စိတ်ဝင်လာတတ်ပါတယ်ဂုံယူတာနဲ့ကြွားတာတခြားစီပါတည်တင်တည်တိုက်တဲ့အောင်မြင်မှုတွေကိုပေးတီမှတင်းရဘလို့လူလဲဆိုတာပုံဝင်ခြင်းအသိမှာပါ တာဝန်ယူပါစေတနာတစ်ခုခုဆိုရင်လူတွေကခေါင်းဆောင်တာများပါတယ်ရဲရဲရင်းရင်းနဲ့ရှေ့ထွက်ပြီးတော့ဖြည့်ရှင်းတဲ့လူနောက်ကိုလိုက်ဖို့ပဲတာဆူတဲ့သူကများတယ်တင်းရဲ့ဖြည့်ရှင်းမှုတွေကိုအတိမတ်ပြုကြပါလိမ့်မယ်နေရာမှန်ပါစေကိုယ့်ကိုထင်သေးတဲ့ဝင်းကျင်မန်နေဂျာကိုလူရှင်တော်လို့မြင်နေတဲ့လုပ်ငန်းခွင်မှာဆက်မနေသင့်ပါအဲ့ဒီလိုဖြစ်အောင်လည်းမလုပ်ပါနဲ့ရင်းနှီးမှုနဲ့အစဉ်အတန်ဆွဲချတာတခြားစီပါကြိုပြီးတော့ထိတ်လန့်မပြမိပါစေနဲ့တင်ဟာတစ်ခုခုကိုပြောရင်တင်းရင်ခုန်နဲ့ထိတ်လန့် အစင်မပြေမှာကြောက်ရွံ့နေတယ်ဆိုတာကိုတခြားသူကမသိစေနဲ့။တင်ထိန်လန့်နေတယ်ဆိုတာလူတွေသိယုံနဲ့လူတွေစီရနေပြီးတော့တင့်ပုံအထင်ကြီးမှုကိုမမျှော်လင့်ပါနဲ့တော့။ကိုကိုကိုယုံကြည်မှုဆိုတာလည်းမကြောက်ဟန်ဆောင်တဲ့ချင်းတစ်မျိုးလည်းပါပါတယ်။မိမိကိုကိုစိန်ခေါ်ပါ။ပုံမှန်လုံးနေကြအရာထက်ပိုပြီးစွမ်းဆောင်နိုင်မှုတွေတင့်ကိုတင်စိန်ခေါ်ကြည့်။အဲ့ဒီလိုပိုပြီးစွမ်းဆောင်နိုင်တဲ့အပြုမှုဟာနောက်ကြာလာတဲ့အခါမှာတော့တင့်ရဲ့ပုံမှန်အကျင့်တစ်ခုဖြစ်လာဖို့ကလည်းမလွဲပါဘူး။ရှုံးတတ်ပါစေ။လူတွေဟာဘယ်တော့မှအမြဲတမ်းမနိုင်ပါဘူး။အောင်မြင်မှုတစ်ခုဆိုတာလည်းအမြဲစူးစမ်းနေခြင်းပါပဲ။ အရှုံးနေပေါ်မှာမကြရှုံးမိပါစေနဲ့အဲ့ဒီအမူကြီးနေရာတင့်ကိုနောက်ပြန်ဆွဲချနိုင်ပါလေအဖွင့်စကားလေးကိုအမြဲတမ်းလှပါစေစကားလက်ဆောင်ကြမှုတွေမှာအဖွင့်စကားဟာပုံမူပြီးတော့ခက်ခဲလေးရှိပါတယ်အဖွင့်စကားသေးသေးလေးတွေကလည်းတင့်အောင်မြင်မှုအတွက်အရေးပါတတ်ပါတယ်အဲ့ဒီတော့စစချင်းမှာလူစိတ်ဝင်စားအောင်ရောယုံကြည်မှုရအောင်ရောအဖွင့်စကားလှလာလေးတွေအကြောင်းအရာကောင်းလေးတွေနဲ့စတင်ပါပြုံးမှာမှန်ကြည့်ပါတင့်မှာယုံကြည်မှုမရှိရင်အပြုံးနေရတော့မှအားဖြော့နေပါလိမ့်မယ်ပြုံးတဲ့အောင်လေးချင်းမှာလန်းဆန်းတက်ကြွပြီးတော့ယုံကြည်မှုရှိတဲ့အပြုံးတစ်ခုဟာ အောင်မြင်သူတွေရဲ့ဆွဲဆောင်သိမ်းသွင်းနိုင်တဲ့လက်နက်တစ်ခုပါပဲလူတိုင်းအတူတူလေးရှူပြီးတော့အသက်ရှင်ကြတဲ့အထက်မှာသူများနီးတူကိုကိုကိုယုံကြည်မှုဒန်းတူတည်ဆောက်နိုင်ကြပါစေ